ွေးချယ်ပေးထားတယ်။ဝိတုစာအုပ်လေးကတော့ဆ iam မမြတ်တနာရေးသားထားတဲ့နော်ရင်မွေးဆိုတဲ့ဝိတုစာအုပ်လေးပဲဖြစ်ပါတယ်ရှင်။အလုံးမင်းလိုက်ပါလို့နားဆင်ပေးကြပါအောင်နော်။နော်ရင်မွေးအပိုင်းတအခန်းတပျော်ကင်းငယ်မာတာနာဒီချိန်ကြလင်တော်ဝကနိုင်စုံသားမြိုင်မှာမခိုင်ရွက်ညောင် ချွေကြပြောင်းလို့ထောင်းထောင်းငယ်တန်ငွေတောင်တလေးနဲ့လွမ်းရွေငယ်တစီအလူတေးရချီစိတ်ဖြေလို့မနိုင်ဘဲနဲ့လူခိုင်မမလေးယူကံမြိုင်ရှင်တိချတို့ဟန်တာရင်လေမိသည်နေရာသို့ချီချီတစ်ပင်များတော်တံများကမှိုင်းဝေဝေနှင့်တော်ရန်တလျှောက်တွင် မင်းလွင်လိုလိုမြူခိုးလိုလိုအခိုးငွေများရစ်တိုင်းနေသည်ကို တွေ့မြင်ရသည်။ဝေတချို့ကျွေတချို့သင်းရွက်များကြောင့်တတော်ချင်းသည်နှမောင်၍မနေပဲအနှင်းငယ်အမြင်ရှင်းနေသည်။ကျွဝိုင်းတတော်များတွင်ဖြစ်သောကြောင့်ကျွန်းအင်းပင်ကရူစသောဖူတန်တစ်ပင်ကြီးများကိုစနစ်တကျစိုက်ပျိုးထားသည် ကောလံပီဝေးရတစ်ဖက်တစ်ချက်တွင် ခုတ်လဲပြီးသောဂျွန်တင်များနှင့်အခြားတင်များကိုနံပါတ်အလိုက်စီချထားသည်။ကောင်းကင်သို့အမတ်မတင်မောကြီးလိုက်သော အခါရီဝေသော အပြာရောင်လွှမ်းခြုံလျက်မိုင်းမိုင်းမှုံမှုံနှင့်မသွားဘူးသောနေရာအသက်ဆန်းများကိုငေးမောကြည့်ရှုရင်းလိုက်ပါလာတော်လေရင်နေနိုင်မှုလေဟာ၍နေ၏။မတင်မကြနှင့်လည်းဖြစ်နေမိသည်။တာဝန်အရာမို့ ဤခီးကိုထွက်လာရတော့လေလုံးဝစိတ်မရွှင်ခဲ့ပြီခီးမထွက်မီကလည်းစိတ်အနှောင့်ယှက်ဖြစ်ခဲ့ရသဖြင့်ပို၍စိတ်မကြည်မလင်းဖြစ်မိသည်ဆ ्याम ကခီးထွက်တဲ့ခါတိုင်းမလိုက်ချင်ဘူးအမြဲညင်းနေတာပဲမဟုတ်လားဒီတခါတော့မလိုက်မနေလိုက်ရမှာပဲကျွန်တော်တို့သွားအောင်မှာကရင်မျိုးသားတွေကြားထဲကိုသွားအောင်မှာဒီတော့ကရင်စကားနည်းနည်းတက်တဲ့ကရင်လူမျိုးတယောက်ပါရင်အဆင်ပြေမယ်လို့ထင်လို့ပါ ကျမ်းမာရေးဝန်တန်းလုပ်ပြီးတောင်းဝန်ရောက်နေရင်တော့ဘယ်ဖြစ်မလဲဆရာမရဲ့မိမိတဲ့ရာလူကြီးတော်လေလုံးသက်အဖျင်နှကောင်းအသက်အဖျင်နှကောင်းငယ်ရွယ်နှုန်လာသောဆရာဝန်က တောင်းဝန်စကားကိုပြောပြီးခေါ်လာသောကြောင့်ပိုး၍မကြည်မနက်ဖြစ်မိသည်မိမိဤစေယုံတို့ရောက်လာသည်မှာငါးနှစ်ကျော်ကျော်ရှိပြီဖြစ်၏ဤကဲ့သို့ခྱི་မထွက်စဖို့ပဲခྱི་ထွက်မိအခါတိုင်းလေအချင်းချင်းညှိ၍မိမိအားချန်လက်ထားခြင်းခံရသည် စိတ်အေးရသည်ယခုဒေါက်တာဟင်ကြီးသည် အလုပ်တင်ဆရာဝန်ဘဝမှလုံမြောက်ပြီးဆရာဝန်ဟူပြီးပြီးပြင်ပြင်သတ်မှတ်ခံရသည်မှာလေးငါးလားများပင်ရှိသေးသည်ဤကဲ့သို့သောလူမျိုးကမိမိအားတာဝန်စကားပြော၍မခံခြင်းဖြစ်မိ၏တကယ်တော့ယခုကဲ့သို့သုံးလေးညမပြောနှင့်ညနေဆောင်တညနေလေးအထီးပင်မနေနိုင်ရှင်နေတွင်မောဟိုက်နွမ်းနေမှုကိုခံစားရသည် စောစောကကြောက်တိုင်ချီရွာတွင်ဝင်၍ကာကွယ်စည်းထိုးပေးနေစဉ်အလုတ်များနေသောကြောင့်ဘောက်ကိုမြတ်မစင်စားမိပေကြောက်တိုင်ချီရွာသည် ဖွံ့ဖြိုးတိုးတက်နေသောချီရွာကြီးဖြစ်၏အခြေခံစိုက်ပျိုးမှုမျိုး၏အကြောင်းကိုပင်ဖွင့်လှစ်ထားသည့်အသည့်စီကားလွန်သည်ထို့ကြောင့်စီတူးရမည်သူကိုအချိန်ကုန်ခံပြီးစောင့်ဆိုင်နေကြမလို့ပေချီရွာတမစီပေခန်း၌ပင်ရွာသားများကစောင့်နေကြ၏ တစ်စက်တည်းမှပင်ရှောက်ပင်ကြောင့်တွင်ပင်ဆော့သောကြေးရွာအုပ်စုများကအသင်းဆောင်နေကြသဖြင့်အစဉ်ပြေလာသည်ကို့အမျိုးသားများကိုပြန်တွေ့ရသောအခါဝမ်းသာချီးမွမ်းမှုကိုခံစားရသည်မိမိဇာတိမြေသည်ဝေးကွာစွာကြံ့ရင်ကယ်လီပြီးထိုဇာတိမြေသို့တနေ့နေ့တွင်အယောင်ပြန်လာနိုင်လိမ့်မည်ဟုယုံကြည်မိ၏တွန့်ကနေရက်သွားသောကားရှိန်ကြောင့်အတွေ့များပျောက်ကွယ်သွားပြီးပဝင်းကျင်သို့ကြည်လိုက်မိသော လမ်းသုံးကထိတ်ထင်က ရတံပြီးစစ်လုံးကြုံရေးကိန်း၌သတင်းဝင်ပေးနေခြင်းဖြစ်၏။ပိန်တီလာလိတ်သူတန်တောင်သို့သွားသောလမ်းသုံးတွေဆုံရာဖြစ်သည်။မိမိတို့သည်ပိန်တီလာသို့သွားရမည်ဖြစ်သည်။ပိန်တီလာရောက်ရင်မောင်မီတင်ပါ၏။အတူတူလိုက်ပါလာသောဆ iam အေအေးမြင်ကငိုင်မီးနေရာမှလန်တို့လာပြီးပလုံးပထွေးလှမ်းပြောလိုက်သည်ပိန်တီလာတို့ စတမိုင်း၃ပါးလုံးဟူသောညာညွန်းလေးကိုကြည့်ပြီးတပြင်းလေးချမိသည်မိုးချုပ်လင်းမောင်းတော်မီထိုမောင်ကိုတန်နိုင်သည်မြဆွေးထားချင်သေးသည်နောက်ကဆရာမတို့တတိထားထိုင်ကြနော်လမ်းနည်းနည်းကျန်းနေတဲ့ရှေခန်းထဲမှာလမ်းပြောလိုက်တော့ဒေါက်တာဟင်ကြီးစကားကြောင့်နှုတ်စလုံးနှုတ်ခမ်းကိုမဲ့ပြီးတယောက်နဲ့တယောက်မျက်စာပြကအချက်ပြလိုက်၏ဒီလိုပဲ ဟာဆိုတာမျိုးကအကောင့်သာငယ်တယ်။သိပ်ပြီးတော့အတန်ကျယ်ကျင်ကြတာ။မိမပီပီအတင်းပြောလိုက်တော့အေးမြင့်စကားတန်တူတူကြောင့်ပြုံးရင်းကကောင်းငင်ပြီးထောက်ခံလိုက်သည်။ငါတော့နင့်ကိုပြောကလေးကသိမ့်တယ်ရတာပဲ။ငါသာဆိုပြန်ပြောမိမှာ။နင်မသိဘူးရင်မွေး။နင်ကဒီတန်တရစီကံမှာပဲခဏတော်ထိုင်နေလို့သူ့အကြောင်းကိုမသိတာ။သူကရောက်ကလေးကတာဝန်စကားဆောင်ထဲရလို့အလွတ်ချက်ပြီးပြောနေတာ။ အခုနင်းရောက်လာတာနဲ့နင်းကိုလှမ်းပြီးတော့ပေါင်ပါပြနေတာနင်းညင်ခံနေနေသီလားဟင်းဆရာဝန်ပေါ့ဆာဟာများတော်ပါတော့အေးအေးမြင့်ရဲ့ချားတော့ပါအုံးမေးတို့တွေလူနေနေနဲ့ဟာပြဿနာမရှာချင်ပါနဲ့အုံးဒီအတိုင်းမေးသီခံလက်စားနဲ့သီခံလိုက်ပေါ့အေးပါနင်းမဲခံနင်းမဲခံ အေးအေးမြင့်ဤခနေတိတိစကားကြောင့်လောရင်မွေးပြုံမိလိုက်သည် သို့သောကြာကြာပြုံး၍မရပါအလုံးရင်းနှင့်ဝင်လာသော ဖုံလုံးများကြောင့်နှာခေါင်းကို လက်ကင်မောဟာနှင့် ကမန်းကတန်းပိတ်လိုက်ရသည်ကြောက်ခင်းလန်းဖြစ်သောကြောင့်ထိုင်ကုန်ပေါ်မှပြုံးကြမသွားစေရန်လက်ကိုမြဲမြဲကင်ထားရ၏ဒါမျိုးပေါ့ကြောက်ခဲစားသွားရင်တော့အစာချေမဲဆိုတာဟူးချွီး စကားလမ်းပြောလိုက်၍ပါဇက်ထဲသို့ဖုံးဝင်သွားသောအေးမြင့်အဖြစ်ကိုကြည့်၍ပါဇက်ကိုပိတ်ထားရင်ကရေမောမိသည်ဆ iam မတို့သတိထားနော်ရှေ့ရလမ်းပူချမ်းနေဒေါက်တာဟင်ဂျီကရှေ့ကမှလမ်းအော်လိုက်စဉ်ကားကကြိုင်နေစဉ်လိုက်ကမူပေါ်တက်လိုက်နှင့်ကားတစ်စီးလုံးတန်းဆုံးမိကခါရမ်းနေလေ၏အချင်းချင်းစကားမပြောနိုင်ကြတော့ပေခီးမဝီလာတော့လေလမ်းဆို၍ခီးကြံကြလာ၏ တနအီနီမှာသွားပြီးမှလိုရာသို့ရောက်လာကြသည်အာဖရိကတော်တွေဝင်လာတဲ့မြောက်ဖြူတွေကောင်းဘော်ကဆင်းပြီးဖုံများကိုခိုင်းကအေးအေးမြင့်စကားကိုပဲမပြုံးနိုင်ပေကောင်းဘော်ရှိအရာဝတ္ထုအလုံးမှာဖုံများဖြင့်ဖုတ်ဝေဖြူနေ၏ကျော်လူကြီးများကအချိန်ကြာကြာစောင့်မျှော်နေကြဟန်ဖြင့်ဝမ်းသာအားရပြည့်ထွက်လာကြသည်ဒေါက်တာဟင်ကြီးကမိန်းကလေးများကဲ့သို့အလာပါကိုဂိမ်းမဆိုင်ဟန်ဖြင့်ဖုံမခါပဲနေပြနေသည်ဟု အေးမြင်က လူလစ်တီနင်းပြောလိုက်သေးသည်လာကြလေဆရာမတို့ဒါအသိမဟုတ်သေးပါဘူးဗျာတိတက်ဆိုဝါရခီတွေအများကြီးရှိပါတယ်ဒါအချုံးမွေဆုံးကလန်ပုတ်တဲ့ခီးပါပဲတူတဟန်ကြီးစကားကြောင့်နှွေမွေးရင်ထဲမှာအပါတရအိုဟိရေမောမီသည်မြို့သားဆရာဝန်နုနုနေနေကမိမိတို့လိုတော်သူအားနှစ်သိမ့်နေသည်မှာရေချင်းဖွဲရာကောင်းလာသည်ခဏနာပြီးပိန်တိလာချောင်းထဲတွင် ရေစင်းချိုကြ၏ မော်လာပြီးဖြစ်သောကြောင့်နော်ရင်မွေးရင်မှာပူရွေးပူရွေးပူလောင်လာသည်ပိန်းတီလာချောင်းရည်သည်တောတောင်အထက်ထက်ဖြတ်ကျော်လာရသောကြောင့်အေးမြလျက်ရှိတော်လေနော်ရင်မွေးရင်တဲနိုင်မူဟေးရင်မွေးရေတိတ်စိမနေနဲ့မြ мян တက်ပါဟတော်ကြာကိုရှိဒေါက်တာကြီးကဝင်ပြီးတော့အမိတ်ပေးနေအောင်မယ်လာလာလာနှုတ်သားချောင်းထဲမှတက်လာကြသည်ချောင်းရည်ကိုဝလုံးများဖြင့်ပိုက်သပွဲတန်းပြီးအိမ်များအထိသွေထားသည် ဆရာမတို့မြင်မြန်လို့ကြဗျာဒီမှာတမင်းတွေဟင်းတွေအေးကုန်အောင်မယ်တော်တော်ဟင်းကြီးစကားကြောင့်နှော်ရင်မွေးမျက်နှာမှာမိုင်းညိုသွားသည် အဝေဝေပြီးတမင်းဝိုင်းမှာဝင်ထိုင်လိုက်သောအခါမျက်ရည်များရွယ်ရွယ်လာလေ၏တမင်းတလုတ်ကိုမနှဲမြူချနေရသည်မိုးရဲ့မူးနဲ့ပဲတူတူစားပြရစေနော်မူးမရှိပဲခလေးတယောက်တည်းတမင်းမစားချင်ဘူး နာတဲ့သို့တူဝင်လာသောခလီအတန်းကြောင့်ရှင်နေတွင်စုံနေသွားပြီးထမင်းဝိုင်းမှထားကျင်တော်လာအောင်စိတ်ပြဲသွားမိသည်ဆ ्याम မနော်ရင်မွေဟင်းတဲ့စားလေဗျာစားမကောင်းဘူးလားဟင်ကျွန်တော်တော့ကောက်ဆောင်ထားလို့လားမသိဘူးတိတ်စားကောင်းတာပဲဗျာထူတာဟင်ကြီးကပြောပြောဆူဆူနဲ့နော်ရင်မွေပကံနေသို့ကြက်သားပတ်များလှမ်းထည့်ပေးသည်အေးအေးမြင်ကစပွဲအောင်မနေလက်နဲ့လှမ်းကုန်၍စားပြက်အောင်စားလိုက်သေး၏ ်ထိုကောင်မှသတိဝင်လာပြီးရပါတယ်ဒေါက်တာမချိပြုံးနဲ့ပြောရင်းကတော်လဘော့ဟင်းချိုကိုခတ်တော့ချည်သည်ရှင်ထဲမှနှင့်သွားပြန်၏နောက်ထပ်မတော့ချင်တော့တန်နိုင်နေထမင်းဝိုင်းမှထပြေးခြင်းလို့သည့်အထိတတိယမိသည်တော်လဘော့ဟင်းညူအချက်တော်သောအမတော်ဝါနှင့်ထူရင်းကိုကြိုက်သောဆရာနှင့်ကလေးအားတတိရလိုက်သည်မိုးတိနေတဲ့ကလေးရဲ့ကလေးလည်းမိုးလို့ပဲထမင်းဆောင်မကောင်းဘူးမဟုတ်လား ရှင်နေရင်တီတို့ပြောရင်ကညောင်မောင်လာလီမိမိနာကက်ခါစကားတထိုတတ်သည့်ခလေးအားတတိယမိသည်အော်နေတမင်းစားလို့မကောင်းဘူးလားရင်မွေးငါသိတယ်နေတမီကိုတတိယနေသလားအင်းအေးအေးမြင့်စကားချောင်းဒေါက်တာဟင်ဂျီကတန်တော်နေနော်ရင်မွေးကိုလှမ်းကြည့်ရင်ဟင်ဆ iam မစီမှာခလေးရှိသလား မသိပါဘူးဗျာကျွန်တော်ဆရာမကိုလွတ်လွတ်အောင်မေးလို့ပါမပြန်မပြောပဲပြုံးရတာနေလိုက်သည်ထမင်းစားရသည်မှာလေချောင်းထဲသို့အတင်းအဓမ္မထည့်နေရတကယ်သို့ပင်မလာ၏ခလီတယောက်နှင့်လူလို့ပေါ်ဒေါက်တာရဲ့အေးမြင့်စကားကိုဒေါက်တာဟင်ချီကနားမလည်နိုင်ဖြစ်သွားရင်သူသည်ခင်မောရောကားတိုက်လို့တေးသွားပြီပါဇက်ထဲသို့ထမင်းလုံးကိုသွင်းရင်ဘလုံးပတိ တမင်ပြောလိုက်သည်ဟွန်း ငါ့ကိုပြောတော့ရင်းနစ်သေးတယ်ဆို။အိုးဟုတ်လား။ငါအဲ့ဒီလိုပြောမိသလား။မဟုတ်ပါဘူး။သူကားတိုက်တာပါ။ညနာတကူလုံးပူထူလာသည်အထီးရှမီသည်။အေးမြင့်ကမျက်စောင်းထိုးလိုက်၏။ Sorry ဆရာမတမင်စားနေတော့ကျွန်တော်မမေးသင့်ပါဘူး။ဆရာမတမင်မများစားပါ။အားရှိအောင်လို့လေ။သူပြောမှပင်ရင်မွေးရင်ထဲမှာပို၍ပြေလာ၏ထိုကြောင့်တမဲဝိုင်းမှာအစောဆုံးထထွက်လာမိသည် ကြာလင်ကလေးအားတရရသောစိတ်ဖြင့်မူမိပေလိမ့်မည်။ Sorry ပဲဗျာကျွန်တော်ကဆရာမကိုလွလွတ်တင်လို့ခေါ်လာတာပါ။အခုကလေးအားပဲရွှေ့ရှိပြီလေ။ဘယ်သူနဲ့ထားခဲ့လဲ။ဒေါက်တာဟင်ဂျင်ကစိတ်မကောင်းဟန်ဖြင့်လမ်းမေးလိုက်သည်။ကိုနစ်ကြော်ပါပြီဒေါက်တာ။အခုတော့သူ့ကိုမီထရွန်တိုကင်ဝင်းအိမ်မှာခဏအပ်ထားပါတယ်။အော်ဆရာမကျွန်တော်ကိုအစားဘာလို့မပြောလဲဗျာ။ ေါက်တာဟင်ဂျီကတကယ်စီမကောင်းဟန်ဖြင့်ပြောလိုက်သည်။နှွေမွေးကရင်းနေကျန်းကိုငှဲ့တောင်းရင်းရှိပါစေတော့ရှင်။ကလေးကနေတတ်ပါတယ်။မီထရိုနဲ့လည်းရင်းနှီးနေပြီးသားပါပဲ။အမတ်မတင်အပြင်မဲ့သို့လမ်းကြည့်မိ၏။မဟုရသက်သက်သာမြင်လိုက်ရ၍ရင်းထဲမှနှွမ်းလျားသွားသည်။အစိုးရင်ဆုံးသောညချိန်သို့ရောက်လာလိမ့်ပြီးကလေးသည် စားချက်ပြည်သည့်နေမမီရင်ကွင်းသို့တိုးဝင်ကောင်းအိတ်တက်၏။လက်တစ်ဖက်ကိုကောင်းအောင်ထည့်ပြီး လက်တဖက်ကခါကို ဖက်ပြေးမှအိတ်တက်သောကလေးသည်ဦးခေါင်းကို ဖြင်းညင်းစွာခါရမ်းလိုက်ရင်ကလေးကိုအတွေ့ထဲမှထုတ်ပြလိုက်၏ထို့နောက်စိတ်မပြောင်းစေရန်စိတ်တောင်မှပုံများကို အဝိနည်းသုံးရင်းကစေပလင်းများကိုစနစ်တကျပြန်စီနေလိုက်သည်ဒီလိုသာလုပ်ငန်းစဉ်ပြင်နေရင်ကျွန်တော်တို့မနေ့ဖန်ညနေမှာ လုပ်ငန်းကိုပြတ်ပြီးတပတ်ခါမှပြေးပါလိမ့်မယ်မကြပါဘူးဆရာမရေနှညရဲပါနှညမပြောနေ ဒီနေ့ညပင်ညဆိုသောကာလကို မိခဲ့သူဖြတ်ကျော်ရမည်မသိဖြစ်နေသည်အလဲလဲနာလိုက်တာဖို့မူရဲ့နေအတားလေးထိုးပေးပါဟာငါမအယူချစ်ချင်နာစေထိုးပေးပြီးလမောင်းကိုပုတ်ချေပေးစဉ်ပြောလိုက်သောစကားတန်ကြောင့်ရင်မွေးကရင်မော၍စေရီပြန့်သွားအောင်မဖာတီရဲ့ဖာတီအသက်ဘယ်လောက်ရှိပြီလဲ60ရှိပြီဟဲ့ ဩပါတီကို60လောက်ပဲတင်တာပါတီချင်းနဲ့တူရော၍ရေမောမိတော့လဲစိတ်တို့ဒီအပါထန်တို့လွင်ပါသွား၏အပားသာရှိနေရင်ဤကဲ့သို့ပင် ဖြည့်ဖြည့်လဲလဲနှင့်တန်မာသောခင်အဖိုးဟုတူးဖြစ်နေမည်ဖြစ်ပါသည် အပားသည်မပြားမနာကဲဘူးပေထို့ကြောင့်ပင် လူကြီးများအားဆေးရှိလျှင်ပြုစုပေးတတ်သောနှောင်ရင်မွေးဤစေတနာသည်မှွေပြန်လာ၏ တောင်းဝင်ဝေတရားကိုလေးစားပြီးမကိုကက်တက်ပြီးစီယုံဝင်တန်းအားလုံးသည်နှုံရင်မွေး၏စိတ်စေတနာကိုနားလေကြသည်သို့သောနှုံရင်မွေး၏တမီလေးကချူတီချင်းတွင်ပါလာတတ်ပြီးဆ iam မများခန်းနေ၌ညင်သက်စွာစားကြနေတတ်သည် အမေတစ်ခုတမီတစ်ခုမို့တမီအားတူရဲထား၍မဖြစ်ပေနှုံရင်မွေးတွင်ဤတန်ရုံးစဉ်ကြိုးလေးဆွဲနာမှုကြောင့်စိတ်တင်တိုင်းလှူရှား၍မရနိုင် ညဧကီထွေရမည်တာဝန်ကိုအစဉ်အမြဲညှင်းပယ်ခဲ့ရသည်ညကျူတီရှိနေကလေးပါလိုက်၍စေယုံ၌အိတ်သောကြောင့်အစဉ်ပြေ၏သို့သောခီးထွေရသည်အခါ၌ကြောင်တက်နေစေကလေးအောင်ခေါ်၍မရထားတော့၏မဖြစ်ခဲ့ပေအခုပထမအုံဆုံးအကျဉ်းခွဲခြင်းဖြစ်၍ကလေးအောင်နားလေအောင်ပြောထားပြီးမေထရွန်တန်တွင်အထားခဲ့ရ၏ လေးကလည်းနားလေးဟန်ဖြင့်နှုံရင်မွေးသွားသည်ကိုမငိုဘဲနှုတ်ကန်းလေးကိုတင်းတင်းကပ်၍ကြည်နေခဲ့၏။ရှင်မွေးနားပါအောင်ဟဲ့ပြီးငါတလဲလုပ်ပေးမယ်လီ။ရပါတယ်ဟဲ့ငါမနာချင်လို့ပါဒေါ်လာရီတာနေငါလိုက်ဖြည့်ပေးပါ။လက်မောင်းကိုအရက်ပြန်ဆွတ်ထားသောဂုံးနှင့်ပပေးပြီးစီထိုးပေး၏။စီထိုးပေးပြီးသူများအား လမောင်းကိုပို့ချေပေးရန်ပြောပြပြီးအဖိုးအပွားများကိုမှຫນွေမွေးကိုယ်တိုင်ပို့ချေပေး၏တခါတည်းရုံကန်ဟစ်အော်နေသောကလေးငယ်များကိုလည်းဆေးရှိရှိဖြင့်ချော်ပေးရသည်ကြေးရွာချက်ချီနီများကစေထူပြီးလူဤစည်ရင်ကိုကောက်ပေးသည်အေးမြင်ကောင်းမှုစေထူအများကိုတန်ရှင်းစီရန်အစင်သည်လဲပေးသည်အရက်ပြန်ဆွတ်တော်သောခွန်များကိုအစင်သည်ဖြစ်ရန်အတွက်လဲပြုလုပ်ပေး၏ ပိန်းသီလာပဝင်းချင်းမှာရွာများတွင်ခရင်လူမျိုးများသာနေသည်ထို့ကြောင့်စီမထိုးလို၍ရှောင်းတိန်နေသူအတော်များများလည်းရှိနေသဖြင့်စီထိုးလာသူကိုစောင့်နေရသည်ကြီးရွာလူကြီးများကလည်းရှာဝေ၍ခေါ်လာပေးကြသည်သို့သောအချို့လူရွယ်များမှမလာကြဘဲရှောင်းပုံနေကြ၏မနစ်ကလေးကရှာရဲသွားသူတွေတိုးတက်သူတွေနဲ့ဘေးလာနိုင်မလဲဆရာဝန်ရဲ့ဒါဆိုညနေအလုပ်သိမ်းချိန်မှာထိုးပေးမယ်လေ နှောင်းမွေကမလွတ်စေရန်ဝင်ပြောလိုက်သဖြင့်ကြီးရွာလူကြီးကရေမော၍ပြောတော့ပြောထားမယ်ဆရာမလေးရေဒါပေမဲ့လာကြမှာမဟုတ်ဘူးຢာတွေကလာပြီးနားကြတယ်ပြီးတော့လဲကြတယ်အချို့ကလည်းနွားစာကျွေးဝတ်တွေသိမ့်နေမအားကြပါဘူးသိပြီးတော့လာမယ်မတင်ဘူးဩဒီလိုတော့လည်းဟုတ်သားပဲအလုံးနဲ့လည်းမပြတ်နေရသည်ဘဝကိုနှောင်းမွေစာနာမိသည် မိမိအပါနှင့်အမသည်ဘယ်သောအကားမျှအေးစီစီထိုင်နေသည်ကိုမတွေ့ရပေ။ကဲဒါဆိုလဲထမင်းစားပြီးတေးတမော အိတ်လိုက်ကြတော့ပေါ့။ဆရာမမင်းညာမအိတ်ဘူးမဟုတ်လား။ညာမပြောလို့၍ဘာမှမပြောတော့ပြီ။မင်းညာကတညာလုံးအိတ်မပြောဘဲကလေးချောင်းစဉ်းစားသည်။ရောက်တဲ့ရရာနဲ့ကုံလွန်ခဲ့သောအတိတ်အကြောင်းကိုစဉ်းစားရင်းတိတကုံကိုရှိုင်းမိ၏ ကလေးနားမှာရှိစဉ်အရာရာကိုမေးပြောင်း၍ရတော်လဲရေကူကဲ့သို့တကိုယ်ရေနေရသောအခါတမင်မေးပြောင်းတာသောအเจ้าရာတို့ကပြန်လည်၍အသည့်ဖြစ်ပေါ်လာခဲ့သည်ထိုအခါတွင် အကင်းမတည်သေးသော အနာဟောင်းက အသေးဆက်ဆက်ခေါအောင်နာကျင်ခဲ့ရ၏နေလေရေချိုးတမင်စားပြီးချိန်၌နော်ရင်မွေအားအိတ်ဆက်အနာယူရန်တိုက်တွန်းကြပြီးဖြာနှင်ကောင်းကိုချပေးကြ၏ ရင်မွေးအိတ်ခံနေသည်မင်းညကလည်းဒေါက်တာဟင်ကြီးခြေရင်တွင်အေးအေးမြင့်နဲ့နှစ်ယောက်တူတူအေးရတော်လဲစိတ်ထဲတွင် မလုံးမလဲဖြစ်နေ၏ကီးထွက်ပူသောအေးအေးမြင့်ကအိပ်ပျော်တော်လဲမိမိကအိတ်မပျော်ခဲ့ပေညအမောင်ချိန်မဟုတ်ဘဲနေကင်းဖြစ်သောကြောင့်အနာတွင် လူများစကားထိုင်ပြောနေကြသည်ကိုကြောပေး၍မအိပ်ရဲပေအိတ်လီငါမအိပ်ရဲဘူးလူရီနဲ့ဟာ အမလီအရေးလို့လို့ကိုကကလေးမေပဲကျုပ်အပြူရှက်ဖို့ထားပါအောင်အေးမြင်ကနောက်တလူလူနဲ့ပြောလိုက်တော့လဲနော်ရင်မွေးမျက်နှာရဲသွား၏သို့တော့ဟန်မပြဲရေမောရင်ကအေးပါဟာတို့ကြတော့အိတ်မယ်အခုမအိတ်ချင်သေးဘူးငါတော့အိတ်ချင်နေဒေါက်တာကိုမျက်နှာပြပြီးနေမှပဲတို့ကြသူဟာကြီးကျယ်နေအောင်မယ်အေးမြင်မြေပြစရာမလိုဘူး နှူသားတီတို့တိုင်မင်းဒီကိုမြင်သောအခါဒေါက်တာဟင်ဂျီကအနေငယ်ရိပ်မိ၍ကဲဆရာမတို့အေးစစ်စစ်အိတ်နေကြကျွန်တော်တော့ရွာထဲကိုနည်းနည်းဆက်စုလိုက်အောင်မယ်ကောင်းပါတယ်ဒေါက်တာကြကြလေးဆက်စုပါကျမတို့တင်းအိတ်လိုက်အောင်မယ်ဟုတ်ကဲ့ပါဗျာကြကြလေးနေပေးပါမယ်ဆရာမတို့ရင်မွေးနဲ့အိတ်ပြောင်းအိတ်နော်ဟုတ်ကဲ့ရှင်စိတ်ကိုအတန်တိုင်းဆုံးလျှော့၍နှစ်ချိုက်စွာအိမ်ရန်စူးစမ်းလိုက်သည် အခါတိုင်းနေ့လယ်များတွင်လည်းကလေးကကြောင်သွားလေးမိမိကလည်းစေယုံတွင်ရှိနေသည်ဇူတိကြသည့်အခါနေ့လယ်အချင်းရှိ၍မကြမီအိပ်ပျော်သွားခဲ့သည်သို့သောနိုင်ဝဲကြောကြောသာအိပ်ပျော်သွားပြီး လူတစု၏လှူရှားတဲ့ကြောင့်စက္ကနေနိုးလာလေသည် လူကြီးနိုးကသူတို့အားချောင်းချပြီး ပြန်ဆင်းသွားကြသဖြင့်မျက်လုံးမိတ်ကပြန်အေးရန်စူးစမ်းလိုက်၏အိတ်နေတာတနာစရာလေးတွေပဲစရာလေးကိုပဲရှာကြတာပေါ့ သွေးထွက်များနေလားလူနာဟူသောအသည့်ကြောင့်ဆက်ကနေထားပြီးအိမ်ပေါ်မှကမန်းကရန်ပြေးစင်၍ဘယ်သူပါဖြစ်လို့လဲဟင်အော်ဆ iamma ကနိုးသွားသလားဒီမလေးဓာတ်ခုတ်တာချော်ကုန်ပြီလို့သွေးတအားထွက်နေတာဘယ်မှာလဲအောက်မှာရှိပါတယ်ဘာမှမမီတော့ပဲချက်ချင်းစစ်တတာဆွဲ၍ဆင်းလာခဲ့သည်အသက်၅နှစ်အရွယ်ကောင်းလေးတူဖြစ်သည် တန်ရာကိုအန်တင်တင်ကြိတ်ခံနေ၏မြို့တကြီးမှတန်ရာကို ကြည်လိုက်သောအခါရှင်နေတွင်ထိတ်သွား၏ဟုတ်ကဲ့ပါရှင်ဆ iam မများတနာရေးသားထားတဲ့နှောင်ရမွေးဆိုတဲ့ဝတ္ထုဆောင်လေးအားအပိုင်းတင်နေဖြင့်ဗပြနေခြင်းကိုခိတရနာပြစီရှင်နာဆင်ပင်ခဲ့ကြသူမြို့မိသားစုတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးအထူးပဲတင်ရှင်းရသူမြို့မိသားစုများအားလုံးလေးဘီယူပန်အန်ဒရယ်ပေါင်းမှ င်းဝေးလို့လုံခြုံကြပါစေရှင်။